မုံရွာက တကူတော်ကြားဖြင့်အမျိုးသမီးသိန်း9000ကျော်ဘလို့လိန်သွားတလေဒီရပိုင်မှာကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးအင်မတန်လူပြောများနေပါတယ်လူများသိထားတာကကြားဖြတ်ဆိုတာဖုန်းတွေကွန်ပျူတာတွေအများကြီးနဲ့အစစ်မြစ်နည်းပညာတွေသုံးပြီးတော့လူတွေကိုလေ့စားတာလို့ထင်ကြတာပါတကယ်တမ်းတော့ကြားဖြတ်ဆိုတာလိမ်လည်မှုတစ်မျိုးပါနည်းမျိုးစုံသုံးပြီးလိမ်လည်ကြပါတယ် မက်စီတို့ရဲ့ပတ်ဝန်းကျင်မှာလည်းကြားဖြန့်လုပ်နေတဲ့သူတွေရှိနေနိုင်ပါတယ်။ဖုန်းတွေကွန်ပျူတာတွေအစစ်မြစ်နည်းပညာတွေကိုမသုံးဘဲတမယိုးကြားနီလန်းတွေနဲ့လိညာနေတဲ့ကြားဖြန့်တွေဟာကျမတို့ပတ်ဝန်းကျင်မှာပုံစံမျိုးစုံနဲ့ရှိနေကြပါတယ်။ဒါကိုအထူးတတိထားဖို့လိုအပ်ပါတယ်နော်။လိန်တဲ့သူတွေဟာလူတွေရဲ့လောဘကိုအခြေခံပြီးလိန်ကြပါတယ်။ဒါကြောင့်သင်က လောဘတက်နေချိန်မှာတတိမထားမိပေမဲ့ ်တင်းတဒိတ်ထားမိတဲ့အချိန်မှာတော့အလိန်ခံရပြီးသားဖြစ်နေနိုင်ပါတယ်။ဒီအကြောင်းကိုမြန်မာနိုင်ငံအလဲပိုင်းမုံရွာမြို့ကငွေကျပ်သိန်းပေါင်း9000ကျော်လိန်ညာမှုနဲ့နှိမ့်ရှင်ပြီးဖြောပြချင်ပါတယ်။ဒီငွေတွေကိုအသက်25နှစ်ခန့်အရွယ်အမျိုးသမီးတစ်ယောက်ကလူပေါင်းများစွာစီကနေတကူတော့လိန်လေသွားတာပါ။သူမဘလို့လိန်သွားတာလဲ။လူတွေကဘာကြောင့်သူမကိုယုံကြည်ကြတာလဲ။ဒီကြောင်းကိုကြည့်ကြရအောင်နော်။ မုံရမျိုးဟာလက်ရှိအခြေအနေမှာဟိုဘက်ဒီဘက်အောင်းတင်နေတဲ့အခြေအနေတွေကြောင့်လည်လည်မှုလူရမှုအကြမ်းဖက်မှုတွေမကြာခဏဖြစ်နေရပါတယ်။အချိန်ထဲမှာပဲမုံရမျိုးကစီးပွားရေးသမားလုပ်ငန်းရှင်20ကျော်နဲ့တခြားလူလက်သန်းစားများရဲ့ငွေဒလိန်ခံလိုက်ရပါတယ်။ဆုံးရှုံးသွားတဲ့ပမာဏကကျပ်သိန်း9000ကျော်ပါတဲ့။အင်း9000ကျော်ဆိုလို့အဖွက်လိပ်များလာလိန်သွားတာလားလို့ထင်ကြပါမယ်။ မဟုတ်ပါဘူးအသက်25ဝန်းကျင်အမျိုးသမီးငယ်တစ်ယောက်တည်းကပဲလိမ်လည်သွားခဲ့တာပါ သူလိမ်သွားတာငွေကြေးတစ်ခုတည်းသင်မဟုတ်ပါဘူးအလိန်ခံရသူတွေရဲ့ဂုံတိတ်ခါတွေကိုပါချနှင်းသွားခဲ့တာပါအလိန်ခံရသူတွေထဲကတယောက်ကတော့ကိုစောအမိလွဲပါ ကိုစောကလက်ရှိထိုင်းနိုင်ငံမှာနေထိုင်ပါတယ်ကိုစောမုံရွာမှာနေစဉ်ကယင်းဤတဲ့အမျိုးသမီးတယောက်ရှိပါတယ် အဲ့ဒီအမျိုးသမီးကလူသိလဲများတယ်ဆိုရှယ်လဲကြတယ်ကိုစော်ကိုတည့်ရက်မှာအဲ့ဒီအမျိုးသမီးက messenger ကနေပြောလာပါတယ်လုပ်ငန်းလေးတစ်ခု လုပ်ဖို့ရှိလို့ဝေထည့်မလားဗောကိုအောင်နဲ့တည့်တဲ့မုံရွာကစီးပွားရေးလုပ်ငန်းရှင်တွေလဲပါထားတယ်လို့ပြောပြတယ်ဒီအမဆို300ပါထားတာဒီအမဆို300ပါထားတာစသဖြင့်ပြောပြပါတယ်သူကဘလို့အလုပ်လုပ်မှလဲဆိုတော့ ချင်းသွင်းအထက်ပိုင်းမှာရွှေမျောလှုပ်တဲ့သူတွေရှိတယ်။မျောတက်တဲ့သူတွေကစီကို လိုတာမို့တင်ခါနီးကြငွေလိုလို့ရှိရင်သူ့စီငွေလဲပါတဲ့။ငွေမပေါ်လို့ရှိရင်ယူသုံးတာ။ဟိုဘက်ကငွေအများကြီးထွက်သွားတာရှိရင်အဲကြဖောဖောတီတီပြန်ပေးနိုင်တယ်လို့သူက ပြောပြတဲ့။နောက်ပြီးမုံရမှာသူဒီထွီးဒီဒိုင်လုံးနေတဲ့သူတယောက်က အဲ့ဒီအမျိုးသမီးစီကိုငွေတွေလဲ့လို့တဲ့တဘောမျိုးပြောတယ်တဲ့အဲ့ဒီတိုင်ကိုကိုစော်လေးတည်တယ်ဒိုင်ကသူ့အနေထားနဲ့ပြောပြရမှာရှက်လို့အကူအညီတောင်းတာတဲ့ကျွန်တော်တို့ကကယကန်ရှင်နဲ့စကားမပြောလိုက်ရတာအကြီးဆုံးအမားဖြစ်သွားတယ်လို့ကိုစော်ကပြောပြပါတယ်ကိုစော်ကအဲ့ဒီအမျိုးသမီးနဲ့လဲကိုနဲ့ရင်းနေတယ်သူ့စီထဲ့ထားတဲ့သူတွေကလည်းကိုနဲ့တိတဲ့သူတွေမို့ကြီးခဲ့တယ် အောက်တိုဘာလ10ရက်နေ့မှာငွေပမာဏတခုစာထည့်လိုက်ပါတယ်။ငွေထည့်ပြီးမကြခင်ပါပဲ။အဲ့ဒီအမျိုးသမီးဟာကိုအောင်ကိုထပ်ပြောလာပါတယ်။ကိုစော်နဲ့တည်တဲ့မုံရွာက စီးပွားရေးသမားတယောက်ရဲ့ Facebook post ကို screenshot ရိုက်ပြီးပြပါတယ်။အဖေကျမရေးမကောင်းလို့စီးယုံတက်နေရတဲ့အကြောင်း post ပါ။အဲ့ဒီစီးပွားရေးသမားကသူ့အဖေစီးယုံတက်နေရလို့ငွေလိုလို့သူ့စီအကူအညီတောင်းနေတာလို့ပြောပါတယ် ်ကိုစောနဲ့လည်းရင်းနှီးသူတွေပါအဲ့ဒါကိုကိုစောကူညီပေးနိုင်မလားဆိုတော့ကိုစောလည်းမိဘကျမ်းမာရေးကိစ္စဆိုတော့ကူညီချင်တာနဲ့ရပါတယ်လို့ပြောလိုက်ပါတယ်ပထမအကျဉ်းသိန်း100ဒုတိယအကျဉ်းသိန်း150လွှဲပေးလိုက်တယ်လွှဲပေးရတာကလည်းစီးပွားရေးသမားရဲ့အကောင့်ကိုပါအဲ့ဒီမှာကိုစောကပို့လို့ယုံကြည်သွားခဲ့တယ်ဖြစ်ချင်တော့စီးပွားရေးသမားရဲ့ဖခင်ကလည်းစုံသွားတယ် အဲ့ဒီမှာအမျိုးသမီးကထပ်ပြောလာတယ်။နာရေးစရိတ်လိုလိုတယ်။တင်းတရာထပ်ပေးလို့ရလာတယ်။ကိုစော်လည်းထပ်ကူညီလိုက်ပြန်တယ်။လွဲရမယ့်အကောက်ကလည်းအဲ့ဒီနာရေးရှင်ရဲ့အကောက်ကိုပဲလွဲခင်းတယ်။အဲ့ဒီတော့ပိုယုံသွားတယ်လို့ကိုစော်ကပြောတယ်။နောက်ထပ်လည်းကိုစော်နဲ့ဆွေမျိုးမကင်းတဲ့သူကိုချီးပေးဖို့ဆိုပြီးတင်းတရာထပ်ချီတယ်။ကိုစော်လွဲပေးလိုက်မိတယ်။ နိုဝင်ဘာ26ရက်နေ့မှာတော့အဲ့ဒီမျိုးသမီးထပ်ပြေးတဲ့တည်းကြားလိုက်ရတယ်။အဲ့ဒီမှာသူပြောကိုပြောနဲ့အလိန်ခံရသူ20ကျော်လောက်ရှိနေတာပြီးလိုက်ရတယ်။ငွေပမာဏလည်း3000ကျော်ရှိခဲ့တယ်။မုံရမျိုးကလူငယ်တွေစိုင်ပိုင်ရှင်တွေ အလိန်ခံလိုက်ရတာပါ။အချင်းချင်းစကားတွေဆက်မိကြတော့မှသိရတာကနာယီရှင်ကလည်းကိုစောစီကငွေလိုလို့ချီးခိုင်းတာမဟုတ်ဘူး။အမှန်ကနာယီရှင်ကို အဲ့ဒီလိန်တဲ့အမျိုးသမီးကငွေပေးစရာရှိတာပါအဲ့ဒါကိုနာယီရှင်ကပဲချီးတလို့နဲ့ကိုဇော်ကငွေလွှဲပေးလိုက်ရတာပါတခြားသူတွေစီကိုလည်းအဲ့ဒီလိုလုပ်တာပါဒီကငွေဟိုပိုဟိုကငွေဒီပိုနဲ့ကလဖန်ထိုးသွားခဲ့တာပါယုံလို့အလိမ်မခံရတာမဟုတ်ပဲဗန်အကောက်တွေနလတိတိအကွက်ချလင်းနေသွားတာလို့ဦးစောကပြောပါတယ်အလိမ်ခံရတဲ့သူတွေခမညာ ငွေပါယုံတင်မကပဲသူတို့နာမည်တွေပါ အလွဲသုံးစားလောက်ခံလိုက်ရတာပါ အကုန်လက်ရှင်းပြရတယ်ငါမဟုတ်တဲ့အကြောင်းအဆက်တွေကို ကွဲလို့လို့အလိန်ခံရတဲ့မျိုးသမီးကပြောပြပါတယ်မုံရမျိုးမှာစူးစားတယ်ယုံကြည်ရတယ်လူမှန်နာမည်မှန်စီးပွားရေးတမစိန်ပန်းရှင်အများစုကြားကိုတယောက်နာမည်တယောက်စီသုံးပြီးတော့ အွန်လိုင်းကြားဖြန့်ဆန်ဆန်လိမ်လေသွားတာလို့အလိန်ခံရသူတူကပြောပါတယ်။စီးပွားရေးလေပတ်နေတဲ့သူတွေကြောင့်မပြောပလောက်တဲ့ပမာဏတွေစုပြီးလိမ်သွားရင်မထင်မှတ်တဲ့ပမာဏကို ရသွားတာ။ဒီဖြစ်စဉ်မှာနိနာသူတွေရဲ့အကြီးဆုံးအမားကတော့ကျွန်တော်တို့ကရကန်ရှင်တွေစကားမပြောမိကြတာက ဟာကွက်ပါလို့ကိုစောကနောင်တစကားဆိုပါတယ်။အခုနိနာသူတွေကငွေထက်နမယ်တွေအတုံးချပြီး လိန်လေခံရတာကိုမကျေနပ်နိုင်ဖြစ်ကြတာပါ။နောက်ထပ်အလိန်ခံရတဲ့အမျိုးသမီးတယောက်ကြုံရတာကြောင့်ပိုဆိုပါရတယ်။သူကိုမတရားကြင်ခံထားရပြီးဘဝပြတ်နေသူလို့ပြောပြီးတခြားသူတွေစီသူ့နာမည်တော့ငွေတွေချီးခဲ့တာပါ။သူ့စီကနေလည်းမိသားစုအရေးအကြောင်းပြပြီးအလီလီအခါကချီးတာကတိန်း၂ခု၃သိန်းတိတိပါသွားခဲ့ပါသေးတယ်။သူကမုံရမြို့ရဲ့လုပ်ငန်းလုပ်နေတဲ့သူတွေ သူ့စီငွေထည့်တာကိုအယုံသွင်းပြတယ်။ပြရတာလဲအုပ်စုလိုက်ပြရင်သူဒီလောက်ငွေယူနေတာညာရင်ရိုက်မိမှာဆိုတော့၃ဦး၃ဦးချင်းခွဲပြတာ။ပေးထားသူ၃ဦးကို၅ရောက်လောက်ပြထပ်ယူနောက်ထပ်ပေးထားသူ၃ဦးကို၅ရောက်လောက်ထပ်ယူအဲ့ဒါလို့လောက်တာလို့သူက ပြောပြပါတယ်။အခုတော့အဲ့ဒီလိုင်းနဲ့အမျိုးသမီးဟာတိန့် 9000ကျော်ပိုက်ပြီးမိသားစုနဲ့အတူမုံရွာမြို့ကနေထွက်ခွာသွားပါပြီ။အလံခံရတဲ့သူတွေကတော့သူတို့ငွေတွေပြန်ရဖို့ကြိုးစားနေတယ်လို့လည်းသိရပါဗျ။ဒါကဒီရက်ပိုင်းမှာပဲမုံရွာမြို့ပေါ်မှာဖြစ်ပျက်သွားတဲ့ကြားဖြန့်ဆန်းဆန်းလိန်လည်မှုပါ။ဒီကြောင်းလေးကိုပြည်သက်တို့အတွက်ဗဟုသုတအနေနဲ့မျှဝေပေးတာပါ။ကိုပတ်ဝင်းကျင်မာလေဒီလိုမျိုးကိစ္စတွေဒါမှမဟုတ်တခြားနီးလန်းနဲ့လိန်ညာမှုတွေကိုရှောင်ရှားနိုင်စေဖို့ခုလို ညှဝေပေးရခြင်းဖြစ်ပါတယ်။ Predator အနေနဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့လိန်လည်မှုတွေကိုအများသိရအောင် comment မှာညှဝေပေးစီချင်ပါတယ်။ဒါမှလူအများတတိထားနိုင်ပြီးလိန်လည်မှုမှာကင်းဝေးနိုင်အောင်လို့ပါ Predator ကြီးအားလုံးကျမ်းမှာပျော်ရှင်ကြပါစေရှင်။